အဲ့ဒီပေါ်ပေါ်လေးလှုပ်တော့ပရိသတ်ရဲ့အကျိုးပြီးတော့ပေါ်ပေါ်ပေးတာလှုပ်ပါလှုပ်ပါလို့ခိုင်းလို့ရှိရင်ပရိသတ်ရဲ့ရှက်တယ်လို့လို့ကြောက်တယ်လို့လို့နော်အမိခြေပံမှုနဲ့သားရဲ့နှဘူးနဲ့ထိကောင်းဥချပါလို့ခိုင်းရင်ရှက်တယ်လို့လို့ကြောက်တယ်လို့လို့ပိုက်ဆံကုန်သလားဆိုတော့လူပင်မသလားဆိုတော့လှုပ်သလားဆိုတော့ အမလေအဲ့ဒီကုသိုလ်ကကြောင်းကြီးဆောက်တာတဲ့တောင်အစွမ်းထက်သေးတယ်အဲ့ဒါကိုဘုန်းကြီးတို့တခါတခါဘုန်းကြီးတို့ကြောင်းလာပြီးတော့လူငယ်တွေမွေးနေ့ကုသိုလ်လုပ်ချင်လို့ပါဗျာဟာဘယ်တော့ကလူမှလဲ3-4000ကောင်လူမယ်ဗျာအသက်ဘယ်လောက်လဲအသက်20စိတ်စားသည်ပေါ့ဘာအကြောင်းပြုတာလဲတပည့်တော်မွေးနေ့ပါဗျာဒီတော့ဘုန်းကြီးကမွေးဟာ တကားတကမမင်းမွေးနေ့အလူလောက်တာတော့ဟုတ်ပြီသုံးလေးကောင်ကိုလူတာတော့မှန်ပြီမောင်ရင့်ကိုမွေးလိုက်တဲ့အမေကိုကတော့ပြီပြီလားလို့ဘုန်းကြီးကမွေးမေးလိုက်လို့ရှိရင်ဆယ်ယောက်လာရင်ပြိတ္တာကြီးဆယ်ယောက်သလုံးကိုမကတော့ခဲ့ဤတော့ဘုန်းကြီးကပြောရနေတော့ကမဟုတ်သေးဘူး ဘယ်နဲ့အသက်ပေးမွေးတဲ့အမေတော့မွေးတဲ့နေ့မကြော်ဘဲနဲ့မမွေးတဲ့ဘုန်းကြီးတွေလာကြော့နေတာတော့အဲ့ဒီကြော့မဲ့၃၄တောင်းတာပြန်ယူသွားအသက်ပေးမွေးတဲ့အမေအရင်ကြော့အမေပြီးအဖေကြော့ပြီးအကိုမတွေကြော့အဲ့သာဒီကြော့ပြီးမှဒုစီလာရမှာအခုကမင်းတို့ကတိကနှစ်ဖြစ်နှစ်ကတိဖြစ်ဟုတ်ကုန်မဟုတ်သေးဘူး အဲ့ဒီမိဘကိုကြော့ပြီလို့30ကျမ်းမှ30လာကြော့မကြမ်းနဲ့နေရော့အဲ့ဒီလိုသင်ပေးလိုက်တော့တချို့လဲတင်မဖရဆိုတိတိကြကြလှုပ်တဲ့လူလဲလှုပ်ပါရဲ့မလှုပ်တဲ့လူများတာအဲ့ဒီတဲ့သိုးတာတကူကဘာလဲလို့ဆိုတော့ပါပြန်းလျှောက်မှလဲကြော့တော့ကြော့ခြင်းနဲ့ဖရတဲ့အမေနဲ့တပည့်တော်နဲ့မခေါ်တာကြာပြီတဲ့ gain ကောင်းသေးလား နော်ဒါလေးတွေကိုတို့ညီငယ်ညီမငယ်တွေအထူးလေးထားစေခြင်းပါတယ်ဆင်ခြင်စေခြင်းပါတယ်ဘာကြောင့်လဲဒီလောကကြီးမှာမိမိပေါ်မှာဖြူစင်သောတန်ရှင်းသောမေတ္တာထားနိုင်သူဟာအမေက လွယ်လို့ပရိသတ်ရေဘယ်သူမှမရှိဘူးသိတ်ထင်ကြီးမနေနဲ့နော် အဖေမေတ္တာတောင်အမေမေတ္တာကိုပရိသတ်ယူမမိနိုင်ပါဘူး။ဘာကြောင့်လဲအမေသည်ဝမ်းနဲ့လွယ်ပြီးတော့အသက်ပေး၍မွေးခရသူတဲ့ကိုကိုအသက်ပေးပြီးတော့ချစ်ခဲ့တာဘယ်သူလဲအမေတဲ့ပရိသတ်မိမိကိုအသက်ပေးပြီးတော့မွေးခဲ့တာဘယ်သူအမေတဲ့ ကိုကအသက်ပြေးပြီးတော့မွေးလိုက်ရတာဒကမာကြီးတွေဘယ်သူလဲသာသမိဘယ်သူကိုပိုးချစ်ကြမလဲရောဇံဒကမာကြီးတွေကိုကိုအသက်ပြေးပြီးတော့မွေးခဲ့တော့ကိုအမေနဲ့ကိုဝါအသက်ပြေးပြီးတော့မွေးလိုက်ရတဲ့သာသမိဘယ်သူကိုပိုးချစ်ထိုက်လဲအမေကိုပိုးချစ်ထိုက်တယ်တဲ့ဘာဖြစ်လို့ အသက်ပေးခဲ့လို့သာသမီကြတော့ကိုကဘာပေးရဘုသူပို့ချက်အခုဘုသူပို့ချက်နေလဲပြောပါတက္ကမကြီးတွေသာသမီပို့ချက်နေတာမဟုတ်လားတကယ်ရှိရမှာကအေးအမေရှိကြသေးတဲ့အမေတွေ အမေကိုပြည့်မထားပါနဲ့လို့ဒီလိုပြောချင်ပါတယ်နော်သာသမီတွေကြတော့အသက်ပေးလက်ချစ်ခဲ့ရတယ်ဘဝပေးပြီးတော့လည်းသူတို့စောင့်ရှောက်ရအဲ့ဒီထဲကနေတခါတခါသူတို့လိုချင်တာများများစောင့်အောင်ပြီးတော့ခမားကြီးတော်ကြီးဘာလို့မွေးထားတယ်လဲဆိုတော့ဟောသေရောအဲ့ဒါလည်းပြုံးပြုံးကြီးခံရတာအဲ့ဒါဝတ်လေတာ ဒါကြောင့်အမွေပြီး၍ရနိုင်တဲ့ကုသိုလ်ဟာဘယ်သူရှိမှဖယားတဲ့ကြောင့်သောယဟန်ခံရှင်ပြုရာစွန်းတောင်းစွန်းတောင်းစွန်းသိမ့်စွန်းကုသိုလ်တဲ့စွန်းအားရှိမဲ့အချိန်ရှိမဲ့အရွယ်ရှိမဲ့ဆိုရင်ပရိသတ်ရဲ့ချိန်ပြည့်လို့လို့ရတယ်တဲ့အမေပြီးပြီးတော့ရနိုင်တဲ့ကုသိုလ်ကတော့အမေကိုရှိမှရမယ် အမေကမသေးတတ်တဲ့အမေမဟုတ်ဘူးသေတတ်တဲ့အမေသေသွားရင်ပရိသတ်ရင်ရအောင်မလားအမလေးမရနိုင်တဲ့လူတွေအင်းတော့အေးဝါမှာရှိကြပါပါနော်တလောက်ပြောလိုက်ရင်ရင်ထဲကိုတော်တော်ထိသွားပြီအဲ့ဒီအမေနဲ့ပတ်သက်ပြီးတော့မိဘမေတ္တာရစွမ်းအားကြီးမားပုံလေးအမေအချစ် ကိုရှိတော့ကပုံကလေးတစ်ခုပြိသိုက်တက်ကတော့မှပညာသင်ညာရတယ်နော်ဒိတာပါမောက္ခဆရာကြီးရှိတဲ့နေရာကိုသွားပြီးမင်းကြီးမင်းသားတထေသတွေပညာသွားသင်ညာတော့အဲ့ဒီထဲမှာတထေသတယောက်လည်းပဲပညာသင်စိတ်တည်ယူပြီးတော့ဒိတာပါမောက္ခဆရာကြီးထံပညာသင်လို့ ပညာတွေဆုံးလို့ကြောင်းစင်းတော့မယ်ဆိုတော့ဆရာကြီးကဒီတပည့်ကလေးပူချစ်။ဘာကြောင့်လဲဒီတထေသလေးကဆရာကြီးရဲ့ဝေယဝိဇ္ဇဝကြီးဝန်ကလေးတဲချီပြောနာကိုလိမ့်မာတော့ဆရာကြီးကတပည့်တွေအလုံးမြန်ကန်နီးတော့ဆုံးမစုပေးပြီးတော့အဲ့ဒီတပည့်ကိုလက်ကုပ်ခေါ်ပြီးအခန်းထဲခေါ်သွားအခန်းထဲခေါ်သွားပြီဆရာကြီးကဆေးသုံးလုံးပေးလိုက်တာ ဘာသုံးလို့ငါတပဲတဲ့မင်းဟိုရောက်တဲ့အခါလူလောကထဲမှာလူတယောက်အနေနဲ့နေထိုင်ခြင်းသုံးရမှာဖြစ်တော့ဟောဒီလောကထဲမှာငါတပဲအချစ်ဆုံးသောသူတယောက်ပထမဆုံးချစ်ရမယ်သူတယောက်တွေးခဲ့ရင်ဟောဒီပထမဆေးလုံးကိုမျိုးတော့ ဒုတိယခြေရမဲ့သူတယောက်ကို တွေ့လာရင်ဟောဒီဒုတိယဆေးလုံးကိုမြို့တတိယခြေရမဲ့သူတယောက်တွေ့လာရင်ဒီတတိယဆေးလုံးကိုမြို့တဲ့အဲ့ဒီအခါကျရင်ငါရပဲအချစ်စစ်အချစ်မှန်ပဲဟာဆိုတာသိလိုက်မယ်စေတုံလုံးပေးပြီးတော့နံပါတ်ကလေးနဲ့မှတ်ပြီးတော့တည်တည်ချာချာတလုံးချင်းခွက်ပေးလိုက် ဒါနဲ့ပြန်လာတဲ့ဆိုပါစို့မြို့ရောက်မိဘရဲ့စီးပွားကြီးပွားတွေဆောင်ရွက်ရင်းကအေးပညာဆုံးလာတဲ့တထေးသာဆိုတော့ကျင်ရာတွေကလည်းရှားလာပြီရှိလာပြီဗောအဲ့ဒီမှာချိရမဲ့သူတွေ့လာတော့ဒစိမ့်စိမ့်ကြည့်ပြီးတော့တပြုံးပြုံးနဲ့ပြိတ္တိုက်သူယင်ထဲမှာခံစားရတော့ အဲ့ဒီမှာဆရာပြောလိုက်တာသရိယလေဟာငါဆရာကပါလိုက်တယ်ပထမဆုံးတော့ခြေရမဲ့သူကိုတွေ့လာရင်ဘာလို့วะပရမဆေးလုံးကိုမျိုးလို့ဆိုတော့အဲ့ဒီဒီမှာပရမဆေးလုံးလေးမျိုးလိုက်ဆရာရဲ့ဇကားကိုမြေဝဲမကြနားထောင်တဲ့လိမ္မာတဲ့တပည့်ကိုအဲ့ဒီလိုနဲ့ဇနီးတဲ့နဲ့ အိမ်တော်ပြုတ်ပြီးတော့မိသားစုနေလာရကတစ်ချိန်မှသားကလေးတယောက်ဝေးဖွားလာဒီရီတာတာရှိလာတဲ့သားကလေးကိုပွေ့လိုက်ချီလိုက်နော်အဲ့ဒီသားကလေးပွေ့ချီမြောက်လိုက်ကြည်စဲလိုက်နေသားကိုတစိမ့်စိမ့်ကြည်ရင်နဲ့သူ့ရင်ထဲမှာဖားခင်မေတ္တာတွေအချစ်တွေတပွားပွားတက်လာအဲ့ဒီမှာတရိယာတဲ့ဟာဆရာကငါမှားလိုက် ုတိယချီးရမဲ့သူတွေ့ရင်ဒုတိယဆေးလုံးကိုမျိုးတဲ့ပါရမချီးခဲ့တာကဘာလို့လဲဇနီးမယလင်သားစသည်ပေါ့လေနော်ဒုတိယချီးရမဲ့သူကသာသမီတဲ့ယင်းထဲမှာတဖွားဖွားပေါက်ပွားပြီးတော့လာလိုက်တာနောက်တကသမီးလေးဖွားလို့ သာကိုလည်းချစ်တဲ့သမီးကိုလည်းချစ်ပြီးတော့လာလိုက်တဲ့အဲဒီလိုယုံကန်းလောက်ရှားရင်တဲ့ဘဝထဲမှာနေလာခဲ့တာပရိသတ်ကြီးအဲဒီအချိန်မှာပြုံးဆိုမထင်မဖဲနဲ့ယောဂတစ်ခုရပြီခန္ဓာကိုယ်ကြီးကဘူရီဘိတ်တွေထွက်အယိတ်တွှဲွှဲနဲ့အင်းအိုင်းနုနာယောဂဆွဲပြီး โยคะซวยบาละโยคะเวรณาดิซวยတော့ခန္ဓာကိုယ်ကြီးကညီစောပုတ်စောပြီးတဲ့ဆိုဆိုနဲ့နန်လာတော့ဇဏီတွေကလည်းပြောလို့ပြောလို့ဇဏီတွေကအကမခံဘူးပေါ့မဟုတ်လားထမင်းလည်းအိတ်လည်းနေလည်း လက်မခံတော့တတိထားကြဟိနော်အမေလုံးတဲ့လူကဓမင်းကြွေးတာတော့မှဇလုံးနဲ့ထက်ပြီးတော့တဏှာသွားချပြီးရှင့်မို့ဟိုမှာဓမင်းခူးထားပြီးသွားစားကြည့်ခါတိုင်းတော့ဇပွဲကြီးနဲ့နော်ဟင်းွယ်ကြီးငယ်အသွဲသွဲနဲ့ပရိသတ်ကြီးမြင်နေချင်းဆိုင်တဲ့သူထက်ကိုထက်ကိုထက်သူထက်တပြုံပြုံနဲ့နေခဲ့တာမဟုတ်လား အခုကြလက်ခံသေးလားကောင်းကောင်းလည်းမကြွေးတော့သားတွေတပည့်တွေလည်းပါမင်းတို့မသွားနဲ့တော့အဲ့ဒီယောဂါကကူတယ်မင်းတို့ဖေလို့ဖြစ်လိမ့်မယ်ကလေးတွေကလည်းပဲအပြင်းသွားတော့ဘေးကသူတို့ဖေကြီးကယောဂါဆွဲနေတဲ့အတူတွေကြီးလို့ပြောတော့ရှက်ပြီပေါ့ရှင်းတော်လက်မခန့်နဲ့မျက်နှာအမူအရာတွေအဖေကိုပြဇနီးတွေကလည်းလက်မခန့် သာသမီးတွေချေလွန်းတော့သားရဲ့ဖေဖေနဲ့လာစားမအောင်လာဘူးပြို့လှုပ်စားမအောင်မလှုပ်ဘူးပြို့နော်ဘိငါအတွက်နဲ့သာသမီးဇနီးမယလောကအလဲမှာအရှက်တကွအကျိုးနဲ့မျက်နှာမယမဖြစ်ပါစေနဲ့လို့ဆိုပြီးတော့ပရိသတ်ကြီးခွက်ကလေးတစ်လုံးတောင်ဝဲလေးယူပြီးရွာစဉ်အိမ်စဉ်လှဲ့တောင်းစားရတယ် အဲ့ဒီလိုနဲ့ပင်မဆင်းရဲစွာနဲ့ဒီနေ့တော့အပြင်းပြားပြီးအိယာကနိုးလာတတိလေလာတော့အမေကိုသတိရဘသူသတိရလဲအဲ့ဒါနဲ့အမေအဖေရှိတဲ့နေရာကိုရောက်အောင်သွားလို့အမေလုံးတဲ့လူကတော့သာအိမ်တော်ကြကနေကသွားလိုက်တာတခါမှပေါ်မလာဘူး အိမ်ဘဝမြန်လူတယောက်လာရရက်ရက်ငါသားကြီးမြန်လာသလားလို့နော်အိမ်ဘဝမှာလူတယောက်မြန်လာခဲ့ရင်ငါသားမြန်ဖြစ်လေမလားလို့တန်းတရတဲ့တဲ့အဲ့ဒီတန်းတရတဲ့အတန်တွေကိုအဖေကြီးပြောတော့အဖေကြီးကအဖေဆိုတော့ပရိသတ်ကြီးသူ့ရင်ထဲမှာတော့ရှိတဲ့ပေါ့ဗျာကွာမေသားကြီး အိမ်တော်ကြကနဲ့ကပါသွားတာတခါမှပေါ်မလာတာစိတ်ကားတဲ့သားကိုတန်းတန်းမနေသမ်းမှနဲ့သူစိတ်ကိုစိတ်နာဖို့ဖေကိုပြပါဇက်ကသာပြောတာသူ့ရင်ထဲကပရိသတ်ကြီးမချိဘူးနော်ဒါကြောင့်သားများသမီးများညီများညီငယ်ညီမငယ်များအမေဖေတို့နှုတ်ကထွက်လာတဲ့ဇကာအတန်ဒီဟာနှုတ်ထွက်တန်ကြမ်းပေမဲ့အမေဖေတို့နှလုံးသား မချမ်းပါဘူးအခမ်းမတဲ့လို့မိဘရဲ့နှုတ်ကထွက်လာတဲ့စကားအတန်သာကြမ်းရင်ကြမ်းမယ်အမေရောအဖေရောနှလုံးသားဟာဘယ်တော့မှမချမ်းပါဘူးတဲ့အဲ့ဒါလေးနားလေချစမ်းပါအဲ့ဒါနဲ့အမေအိမ်ပေါက်သွားတော့အဖွားကြီးကဩငါသားများဖြစ်လေမလား အဲ့ဒါနဲ့အိမ်ဘောကဆက်ပြီးအိမ်ဘောဝသွားတယ်ဒီလူကအကြကြီးရက်အဲ့ဒါနဲ့ကြည့်လိုက်တော့လူကရုပ်တွေကပြက်သားလို့တဲ့လူကနှမ်းပြီးအမေးလို့ဩလိုက်တော့ဟာဒီအတန်ငါသားသားရင်ခွင်နဲ့နှုတ်ကျုနှုတ်ဆိုရင်ကနေသာသာမေမေသာသာမေမေလို့လာခဲ့တယ် ဒီအသိဟာပရိသတ်ကြီးအတန်ကြားတာနဲ့ဒါငါသားဆိုတာအမေတွေသိတယ်နော်အတန်ကြားလိုက်တာနဲ့ဟောရငါသမီးဆိုတာအဖေတဲ့အမေကပိုသိတယ်နော်အဲ့ဒါဓာတ်ပရိသတ်ကြီးအမေလို့ခေါ်လိုက်တော့အမေလောက်တယ်လို့အမလေးသားဆိုပြေးဖတ်တယ်သားခန္ဓာကိုယ်ကဘယ်နဲ့လဲ အည်တွှဲွှဲပြီးတွှဲွှဲနဲ့နေခဲ့တော့ငါသားဘယ်လိုဖြစ်တာလဲသားလုံးတဲ့လူကမိရင်ခွင်နဲ့ကောင်းတော့ပြီးတော့ဖက်ပြီးငိုရှာတယ်ငါသားမငိုနဲ့အာမငန်နဲ့စိတ်မပြည့်နဲ့ဆိုပြီးအမေကသားလက်ဆွဲပြီးတော့ပရိသတ်အိမ်မောခေါ်နော်ခလေးလေးလူပရိသတ်ပြုစုတဲ့ဖန်ဒီစေတဲ့အနာပြည့်ရညစ်တဲ့အနှဖေးတွေခွာတဲ့ အသည့်အသည့်ပေါက်လာတဲ့ပြည်ဘူးတွေအမေကိုယ်တိုင်ညစ်လို့ပန်းပြီးတော့ဗဇတ်ထဲဝင်းမျက်နာစင်းတော်လဲအမေအပြုံးမပြတ်ဘူးတဲ့အဲ့ဒါဘသူပါလို့အောက်ကလူကကြည်ပြီးတော့ဩငါအမေရဲ့မေတ္တာဟာ Allo madama sinjere ambe achi ha allo madama sinjere lo eri do mati bi do tadiya se lo ngu myo lai tha zariya tadiya se lo ngu magra yu myo majya ke me nuna yoga ji ka pyaok pi do nagu de taw atayi kaung win so de အဲ့ဒီတော့မှလောကကြီးမှာအချစ်စစ်အချစ်မှန်ဆိုတာ तू တွေ့သွားတယ်ဘယ်သူအချစ်လဲဘေးဘယကသိင္ကအေးငြိမ့်ပြီးတော့ကြီးပွားချမ်းသာအထွတ်အထိပ်ရုပ်ပြက်စင်းပြက်နူနာယောဂတွေအလုံးပျောက်ပြီးတော့လူကျော်လူလှနှကူတဲ့ပိုလှအောင်ဖြစ်လာတာပဲစေလုံးဘသူအချစ် အမေအချင်းအင်းတော်ကတကားရီအင်းရွာကတကားရီနော်တတ္တိယစေလုံးမျိုးပြီးပြီလားဟုတ်မှပြောနော်ဒုတိယစေလုံးပထမစေလုံးပထမစေလုံးကဘသူအချင်းဇဏိမယလင်သားအချင်းနော်ဓကမရီရော ဒုတိယစေလုံးကသာသမိအချက်တတိယစေလုံးကအမိအချက်ဘယ်အချက်ကအပြစ်ကင်းတယ်လဲဘယ်အချက်ကအေးမြတယ်လဲဘယ်အချက်ကချမ်းသာကြည်ပွားစေတယ်လဲအေးကိုလူတွေဒုတိယအချက်နဲ့ရပ်နေရင်ဆင်းရဲတော့နော် ပါရမအချက်နဲ့ရတယ်လဲဆင်းရဲတော့ပါရမအချက်ဒုတိယအချက်နဲ့လုံးလွှဲပြီးတော့ရတယ်ရင်ဆင်းရဲုံနဲ့မဟုတ်ဘူးနူနာကိုစွဲမှာဒါကြောင့်အင်းရွာကဒကာဒကမတွေအနူသေးမဖြစ်ပါစေနဲ့ဟုတ်ပြီလားပါတယ် အနုတဲ့ယောဂကြီးစေတွေမဖြစ်ပါစေနဲ့ကိုလူတွေတတ္တိယဆေလုံးတွေမျိုးဖို့မမေ့ပါနဲ့နော်ဧရာကြောင့်အမေတို့အဖေတို့ကိုမိပြီးတော့ရတဲ့ကုသိုလ်ဟာအလုံးမတ္တမှာအစွမ်းထက်တဲ့တကူကြီးတဲ့ဘုံကြီးတဲ့အမေမေတ္တာသည် အလုံးမတ္တမှာအင်းငိမ့်တယ်လို့ခေါဏကမောင်စုံဝင်းတို့မလလလို့ပြုလိုက်တော့ ဥစဉ်ဝိစိတ်ထဲမြင်ထဲမှာမကြည်နူးဘူးလားမစင်ကြယ်ဘူးလားစင်ကြယ်တယ်နော်အဲ့ဒီလိုကိုလုံးမဲ့ကုသိုလ်ကိုအကျွေးမဲ့ယုံဝမ်းမဲ့နေ့နံပါကုသိုလ်လုပ်ပြီးတဲ့အခါကျတော့ဝမ်းမြောက်မှုနဲ့အဆုံးသတ်ရမယ်ကုသိုလ်လုပ်ရင်ဘာနဲ့အဆုံးသတ်ရဘာနဲ့ဆုံးသတ်ရမယ် เอဒီနေ့ကုသိုလ်လုပ်ပြီးဝမ်းမမြောက်နိုင်တာတွေမကြဘူးလားမကြင်နဲ့တဲ့အသံတွေဝမ်းမမြောက်နိုင်တဲ့အသံတွေစိတ်ဆင်းရဲစရာကောင်းလာတဲ့အသံတွေတဲ့ပရိသတ်ကြီးတော်ရုံမျိုးပါကြားရပြီနော်လှုပ်ထားကကုသိုလ်မကြင်နာတာတွေဖြစ်နေတာကအကုသိုလ်လှုပ်တော့က ဖြစ်နေတာကဟောပစ္စည်းလည်းကုန်သေးအကုသိုလ်လည်းဖြစ်သေးနှစ်ဖက်ရှုံးတယ်နော်အဲဒီလိုသာနှစ်ဖက်ရှုံးမယ်ဆိုရင်ပရိသတ်ရေကိုဟာကိုသုံးလိုက်တာကမှအကျိုးရှိအောင်မယ်ဒါကြောင့်နှိမ့်နံပါကုသိုလ်လုံးကြသည့်အခါမှာနေတာများတာသည်ဗဒါနမဟုတ်ဘူးပရိသတ်ရေ ပြုလုပ်လိုက်တဲ့ကုသိုလ်ကလေးဟာဝမ်းမြောက်မှုနဲ့အဆုံးသတ်ရမယ်တဲ့မဟိနောလူငယ်တွေကုသိုလ်လုပ်ကြသည့်အခါမှာဘာနဲ့အဆုံးသတ်ရမယ်ဝမ်းမြောက်မှုနဲ့အဆုံးသတ်ရမယ်တဲ့ အမေဝေယဝေဇာဆောင်ရွက်ပေးမယ်အမေရေချိုးတဲ့အခါရေခတ်ပေးမယ်ခြေတွန်းပေးမယ်အမေရေဝတ်ထမိုင်ကိုကိုယ်တိုင်ဖို့လျှော်နေလန်းခောက်သိမ့်ပြီးတော့ပေးမယ်ပိုက်ဆံကုန်သလားလူပင်မသလားလုံးကြသလားကောင်းတယ်နော်အမျိုးသမီးပိုင်းကတော့လှုပ်ချင်လို့မပေါ့လေ တို့တကားပိုင်းကမထင်ပါဘူးနော်မြန်မာအမျိုးသားလေးတွေရဲ့ယင်ထဲမှာစွဲနေတာကယောက်ျားကလေးထမိန်ကိုင်ရင်ပါတဲ့ဗာဖြစ်တယ်ဖုံးနေတယ်ဒါကစွဲနေတာပြိတ္တိုင်ဟိုရှိတော့ကရှည်တန်းစစ်တလင်းပြမှာ ရန်သူနဲ့ရင်ဆိုင်သူနိုင်ကိုနိုင်သူသေးကိုသေးနှွှဲရတဲ့ပွဲမျိုး ေအသဘေးရန်အန္တရာယ်ကင်းပြီးလုံခြုံဖို့စစ်ပွဲမှာအောင်နိုင်ဖို့အဆောင်နေပါပြီလေဆိုတော့အမိထမိန်စာကလေးနှပေါက်တဲ့ထဲနားပန်သွားတဲ့ကြားဘူးတယ်နော်အမေထမင်းစာလေးလေပင်ချီသွားလက်တော်စာအိတ်ထောင်တဲ့ထဲဆောင်သွား ယံသူနဲ့ယင်ဆိုင်တို့ယင်တဲ့တဏ္ဏနဲ့ပြည့်ယင်ကြည်မကူဘူးတဲ့လေးမြတွေနဲ့ပြည့်ယင်လာလန်းကိုပြန်တဲ့ဓာလန်တို့နဲ့ပြည့်ခွင်းတော်ဓာလန်တို့သိကောင်းရွလွယ်အသွင်ပြည့်ပြည့်ပြော့ခွေသွားတယ်အဲ့ဒါအမေထမိန်အစွမ်းပြဘာအစွမ်းအစွမ်းမကြည့်ဘူးလားတကူမကြည့်ဘူးလား อันเดเรดิมาลงจงกูล่ะเอเดโลดะกูจีอัศวันจีอันเดเรลงจงเนอเมทำไมอเมชีเซมาเสียวยาพ่อยายังกูโดเมียกูล่ะบ่งเดโกอัศวันเนี่ยไม่จีกูล่ะถ้าจะมาเสียวได้กูล่ะกายอีวากามิวตาดิเสียวยาล่ะมาลง အမေထမိန်နာမလျှော်တာပါသူတို့လျှော်ခြင်းနဲ့ထမိန်ကြကိုလူတွေကြိတ်လျှော်နေမှာပါနော်လျှော်တဲ့လူတွေတောင်ဒီထက်ပါခြင်းပါဦးမယ်အေးဒါကြောင့်တို့လူငယ်တွေညီငယ်တူအရွယ်တွေနော်လှုပ်ထိုက်တယ်လှုပ်ကိုလှုပ်ထိုက်တယ်ဒီလှုပ်လှုပ်ကြည့်လိုက် အဲ့ဒီလိုလျှော်ပြီးဖို့ပြီးဆိုတော့အမေကကြည့်ပြီးတော့ပြုံးပြီးအမလေးငါသားကြီးလိမ်မာလိုက်ချာဘုံကြီးပါစေအသက်ရှိပါစေဘေးရန်အန္တရာယ်ကင်းပြီးတော့ကြည်ပွားချမ်းသာရောက်ပါစေလို့ရင်ထဲကလိုက်လဲစွာပေးလိုက်တော့မေတ္တာပရိသတ်ကြီးအမေရှိတော့ပဲရကြပါပါဒါကြောင့်ဘုန်းကြီးကဒီလူပွဲမှာ ရှေးရှေးစတော်ကြီးတွေပြောခဲ့တဲ့ဇကားဒီပါဠိတော်ကလာတဲ့ဒီအချက်တွေရဲ့ဘုန်းကြီးတို့ချပေးတာနော်အေးမောင်စုံဝင်းတို့မောလလာတို့တောင်းကြရင်သိချမှာပါအဖြေပေါ်လာတဲ့အချိန်ဘုန်းကြီးတို့တောင်းရှိခြင်းရှိရှိခြင်းမှရှိမဲ့ပေါ့နော်အဲ့ဒီအခါကျတော့မှအမလေးလှုပ်လိုက်ရတာနဲသွားပြီဆိုတာဖြစ်လာမယ် အဲ့ဒါမျိုးတွေမဖြစ်အောင်မိဘနှစ်ပါးရှိတော့ကကိုပြီးရင်ပြီးလေးလေးစားစားမြတ်မြတ်နုံနုံနဲ့လှုပ်ပါလှုပ်ကြပါလှုပ်ကြပါလို့ခိုင်းတော့ပရိသတ်ကြီးမလှုပ်ချင်ဘူးအဲ့ဒါကြောင့်ဘုန်းကြီးကတရားပွဲလာတောင်းရင်ရမ်းပဲမပေးဘူးဘာလို့မလို့လဲရှင်ပြုတ်မလို့မင်းတို့ဘာလာလှုပ်တာလဲတပည့်တော်တို့အလှူမှာတရားပွဲထဲ့ခြင်းလို့တရားဟောပေးပါငါ့ကိုတရားဟောခိုင်းတယ်လား မော့ချီတယ်မဟုတ်ပါဘူးဗျာတရားပွဲချင်းမြင်ပေးပါချင်းမြင်ပေးပါဆိုတော့ဟောခိုင်းတာလို့ခေါ်ခိုင်းတော့မင်းတို့ခိုင်းတာကိုငါလုံးဝမယ်ဆိုရင်ငါခိုင်းတာလည်းမင်းတို့လုံးမဖြစ်ပဲငါခိုင်းတာကိုမလုံးနိုင်ဘူးဆိုရင်ငါမလိုက်နိုင်ဘူးမင်းတို့ခိုင်းတာငါမလုံးနိုင်ဘူးဒါလည်းငါအတွက်မဟုတ်ဘူးမင်းတို့အတွက်နော် ီကပြန်ရင်ဘုန်းကြီးတို့17ရက်12ရက်13ရက်မန္တလေးအဲ့ဒါနေဘွဲ့ညာဘွဲ့တွေနဲ့ပြီးရင်ဟိုဘက်ပလဲကံကောပေါင်စဝင်းတို့လိုပဲအပေးအယူနဲ့တခုလိုက်ရအောင်ပဲလုံးနိုင်ရင်လိုက်မယ်လုံးပါမယ်ဖရာဆိုအာမခံသွားပြီးတော့ပရိသတ်ဟိုကြတော့ပို့ပေါ်ဆာဆာလှုပ်လို့ကိုခံခဲ့ရတာလည်းပါသေးတယ်နော် လုတ်ပါမယ်ဗျာဆိုဂရိခံသွားတယ်ဟိုကြတော့ပရိသတ်ရဲ့အမေဖေကတော့ဘုကတော့ဘွဲလုတ်ပါဆိုပေါ်ပေါ်ဆာဆာလို့တော့ကိုယ်စိတ်ထဲမှာမကောင်းဘူးပရိသတ်ရဲ့ဩငါကလိမ့်နေငါညာတယ်ငါကတော့ပြမန်းကြီးစွာနဲ့သူတို့အတွက်ငါလိုက်ပြီးတော့လာခဲ့တာဘုန်းကြီးတို့ပရိသတ်ရဲ့တရားပွဲလှူလို့ဘုန်းကြီးတို့လိုက်တာမဟုတ်ဘူး ရတော့လဲဘာဖြစ်မလဲဘာဖြစ်မရတော့လဲဘာမှမဖြစ်ဘူးသင်္ကန်းသုံးတယ်တဲ့ဘုံမဝင့်နိုင်ပါဘူးနော်အနာဂတ်သာသနာနဲ့အနာဂတ်တိုင်းပြည်လူမျိုးကိုပခုံးပြောင်းပြီးတော့ထမ်းညမ်းမယ်အနာဂတ်ကောင်းဆောင်ကနေ့လူငယ်တွေပြိဿရီထိမိတဲ့ကုသိုလ်ကိုရရှိခြင်းနဲ့ ဘုံကြီးစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ဘုံကြီးယူရချက်ဒါပဲဒါကြောင့်ဒါလေးတွေလုံးကြပါလုံးကြပါဆိုခိုင်းလိုက်ပါ အလှူတကဝတ်တဲ့ပစိုးက1000ကျော်2000တန်းအဖေးလှူတဲ့ပစိုးကြတော့ပရိသတ်ရေတရားတန်200တန်းဆိုတော့ဒီကောင်လူညံ့ပါဒါကြောင့်မောင်စင်ဝင်းလည်းဒါဘုန်းကြီးပြောတယ်နော် အလှတကဝတ်တဲ့ပဆိုးရဲ့တံပိုးထက်အဖေကတော့မဲ့ပဆိုးတံပိုးမနှိပ်ပါစီနဲ့ဘာကိုပြောကျင်တာလဲလို့ဆိုတော့ဦးစေထပူဇော်ရမယ်မာနေထမြတ်မြတ်နို့နို့ပူဇော်ရမယ်ပရိသတ်ရင်ပူစေထပူဇော်ရမယ်ပူဇော်ဆိုရမာနေထမြတ်မြတ်နို့နို့ပူဇော်ရမယ်တဲ့ဘယ်လိုပူဇော်ရလဲ ်မြန်နူးဆိုတာဘယ်လိုလဲဆိုတော့ဖယားလက်ထက်ကရှင်သာရိပုတ္တရာကိုတော်ကြီးမြို့ရဲရွာတွေဆုံးကံသွားလို့မြို့ရဲရွာတွေကထောပါဓမင်းတို့အုံဓမင်းတို့ဓမ္ပေါင်းစွန်းတို့တပိတဲ့လောင်းလူလိုက်လို့ကြောင်းကြဖွင့်လိုက်လို့အနတ်ရသွားပြီဆိုတော့ဟဲတဲကောင်းလိုက်တဲ့ဆုံးပဲ ကောင်းလိုက်တဲ့ဆုံးမဲ့လို့ဆိုပြီးတော့ဘသူအရင်သရိယာလဲဆိုညီတော်အာနန္ဒာကိုသရိယာဆုံးကောင်းကောင်းလေးရရင်ဘသူသရိယာညီတော်အာနန္ဒာကိုသရိယာပြီးဟဲ့ကိုရင်တပိတ်ခွက်ယူခဲ့သားဆိုပြီးတော့50လို့အာရပါရဆုပ်ပြီးတော့တပိတ်ထဲခွက်ထဲထည့်ပြီးငါညီလေးအာနန္ဒာသွားလှူပါဘာဖြစ်လို့တော့ဆိုတော့ ။ဖယားရဲ့သားတွေထဲမှာရှင်သာရိပုတ္တရာအကြီးဆုံး။ဖယားရဲ့အနိကဝေယဝိဇ္ဇာကိုသူလိုရမယ်တာဝန်ရှိတယ်တဲ့။အဲ့ဒါကိုညီအာနန္ဒာကတာဝန်ယူဆောင်ရွက်ယူကျေးဇူးတင်ရတယ်။သင်္ကန်းကောင်းကောင်းရလည်းညီတော်အာနန္ဒာသရိယပြီအရောက်ပို့ခိုက်ထုံဤအတူပဲညီတော်အာနန္ဒာကလည်းဆုံးကောင်းကောင်းရရဲ့နောင်တော်ကြီးသာရိပုတ္တကိုအရင်လှူ သင်္ကန်းကောင်းကောင်းရကိုယ်တိုင်းအရင်မသုံးဘဲနဲ့နောင်တော်ကြီးလှူအဲ့ဒီလိုမြတ်တို့ဘွယ်ကောင်းပြီဆိုတဲ့ပစ္စည်းကလေးတွေရလာကိုယ်အရင်မသုံးဘဲနဲ့ဂျေဇူးအရှိတဲ့ပုဂ္ဂိုလ်ပို့ဆောင်ပြီးတော့လူချင်းသည်မြတ်တို့မှုရဲ့အဖြစ်ပဲတဲ့ပရိသတ်ကြီးဘာရဲ့အဖြစ်မြတ်တို့မှုရဲ့အဖြစ် ကိုယ်ကတော့ကောင်းတာဝယ်ကောင်းတာစားပြီးတော့မိဘကိုဝိုးကြည်တန်းကြည်လှူယုံကြရောယုံမတ်တာလို့တော့ပရိသတ်ကြီးမြတ်နိုးမှုမဖြစ်တော့မြတ်နိုးမှုမဖြစ်ဘူးဆိုခန်တဲ့ကဒီပုဂ္ဂိုလ်ရဲ့ဆောင်ရွက်ချက်ကုသိုလ်ကစွမ်းအားနဲ့လားငါလားမထက်တော့စွမ်းအားမထက်ဘူးဆိုတော့အကျိုးပေးမကောင်းဘူးပေါ့ ဘယ်လောက်ကြိုးစားကြိုးစားရလာပြီမှမမြဲဘူးဗောဒါကြောင့်မန္တိထမြန်မြန်နုနုလောက်ရမယ်အေးအဲ့ဒါကြောင့်နှစ်နံပါတ်ကိုလုံးမဲ့ကုကုသိုလ်လောက်ရသည်ခါမှဝမ်းမြောက်မှုနဲ့ဆုံးသနိုင်အောင်လုပ်ပါသုံးနံပါတ်အရေးတဲ့ဆုံး င်ကို၌ကြုံလာခဲ့ပါသောကိုပြုတဲ့ကုသိုလ်ကိုသေစားဆိုနိုင်အောင်လုပ်ပါဘာဖြစ်အောင်လုပ်ဝမဟေ